阿鲁麦明啦话是。 ဘေယွန် education institute ကရုံးသုံးကျောင်းသုံး microsoft word အသုံးပြုပုံများ link list ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမတို့က microsoft အသုံးပြုတဲ့အခါမှာတခါတလေပေါ့နော်ဒီရွေရွေရှင်းရှင်းလေးလေးကိုကိုပေါ့နော်ဇာအကွက်လေးတွေဆင်းစရာလေးတွေဖန်တီးရတဲ့အခါမျိုးရှိပါတယ်ဒီခါမှာဆိုရင်တော့ကျမတို့ကဒီ microsoft excel အထိသွားပြီးတော့ပေါ့နော်ဒီလိုမျိုးဆင်းစရာတွက်ချက်တာတွေအထိလုပ်ဆရာမလိုဘဲနဲ့ဒီ microsoft office မှာလည်းလေးလေးကိုကိုရွေရွေရှင်းရှင်းနဲ့ဒီမှာပါတဲ့ဇာအကွက်တွေမှာပါတဲ့ဒီပေါ့နော် function တွေကိုအသုံးပြုပြီး တော့ဒါအင်ဇယ်ပုံစံပေါ့နော်တွက်ချက်လို့ရတဲ့နီလန်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒီမှာဆိုရင်တော့ جماعه ကဥပမာအနေနဲ့ဒါတန်ခွဲကအကြောင်းသားတွေရေပေါ့နော်ဆမ်ဝဲရလက်တီးဆိုပြီးတော့ဒါ Microsoft Word document ထဲမှာ file ဒီ Excel ပုံစံမျိုးပေါ့နော်စီးရင်စရာ file လေးတစ်ခုဇာတ်ကွက်လေးနဲ့လုပ်ထားတယ်ဒီမှာအကြောင်းသားအကြောင်းသူတွေရဲ့နာမည်ရယ်ပြီးတော့သူတို့ရဲ့တက်ဆိုင်ရာဘာသာရာ like ဒီအမှတ်စင်းလေးတွေပေါ့နော်ရေးထားတယ်ဒါဆိုရင်ထုံးစံတိုင်း جماعه တို့ကဒါစုစုပေါင်းပေါ့နော်တယောက်ချင်းစီရဲ့အကြောင်းသားတဦးချင်းစီရဲ့စုစုပေါင်းရမှတ်တွေကိုပေါင်းပေးရမယ်ဒီခါမှာဆိုရင် جماعه တို့ဒီပုံစံလောက်ကိုပေါ့နော် Excel ထိ သွားပြီးတော့တပူးတက်ကသွားပြီးတွက်ချက်ဆရာမလို့ပဲနဲ့ဒီ Microsoft ထဲမှာတင်ဒီ function တွေကိုအသုံးပြုပြီးတော့ပေါ့နော်ဘယ်လိုမျိုးလွယ်လွယ်ကူကူနဲ့ဒါဒီအတွက်အချက်အပေါင်းတို့တွေလုပ်မလဲဆိုတာကိုဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်။ ဒါဆိုရင်အရင်ဆုံးဒီမှာဒီစုစုပေါင်းဆိုရဲပေါ့နော်ဒီဟာလေးကိုတစ်ချက်နှိမ့်လိုက်မယ်ဒီအွက်ကလေးကိုနှိမ့်လိုက်မယ်နှိမ့်လိုက်ပြီးသွားတဲ့အခါကျရင်တော့အပေါ်ဒီစရာအွက်တည်တဲ့ကနေပြီးတော့ tap design ရဲ့နောက်တစ်ခါလေးအောက်ကေဆိုပြီးရရှိပါတယ်အဲ့ဒီမှာမှကျွန်တော်တို့ဒီလေးအောက်ထဲကနေပြီးတော့ဒီဘက်ကသွားမယ် formula ဆိုတဲ့ဒီ tap လေးလေးကိုသွားမှာဖြစ်ပါတယ်ဒါဆိုရင် formula ဆိုတာလေးကိုနှိမ့်လိုက်မယ်အဲ့ဒီမှာဒီမှာပေါ့နော်သူ့ရဲ့ formula အရာဒါညံ့ညံ့ချင်းဆက် ပေါင်းမယ်ပေါ့ဒါဒီဘယ်ဘက်ကနေစပြီးတော့ဒါအကုန်လုံးကိုပေါင်းမယ်ဆိုပြီးဒီပုံစံရေးထားရင်ဒါဆိုကျွန်မတို့ဒါကိုတစ်ချက် OK လေးတစ်ချက်နှိပ်ကြည့်ကြည့်ပါမယ်ဒါဆိုရင်ဒီမှာပေါ်လာတာကတော့စုစုပေါင်းအမှန်353မှတ်ဆိုပြီးတော့ပေါ်လာမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်မတို့ဒီစုစုပေါင်းရမှတ်ပေါ့နော်353ဆိုပြီးတော့ပေါ်လာတဲ့ဟာမှာဒီဟာကိုကျွန်မတို့ကဒါဆက်လက်လုပ်မယ်ပေါ့နော်။အဲဆက်လက်လုပ်မယ်ပြီးသွားတဲ့အခါကျရင်ထုံးစံတိုင်း control c လေးနှိပ်ပါမယ်။ ပြီးတော့ရင်သူအောက်ကဒီဘာနာចောင်းသားထွထွထီကျမတို့ကတခုချင်းစီကိုဒီလိုပုံစံမျိုးမပေါင်းတော့ဘဲနဲ့ဒီဇင်ရလိုက်အကုန်လုံးကိုဒါဒီ select လုပ်မယ်လုပ်ပြီးသွားတဲ့အခါကျတော့ right click လေးတစ်ချက်နှိပ်လိုက်ပါ right click လေးရဲ့တစ်ချက်ကအနောက်မှာဒီဒီ paste ပြန်လုပ်မယ်နော်ဒါပြန်လုပ်တဲ့အခါကျရင်အကုန်လုံးဒီမှာရှင်းသူများစုစုပေါင်းရမှတ်တွေက353ဆိုရပေါ်လာမှာဖြစ်ပါတယ်ပြီးတော့ရင်ကျမတို့ကွန်ပျူတာဒီ screen နဲ့ကနေပြီးတော့ keyboard ကနေပြီးတော့ F9 ဆိုတာလို့တစ်ချက်နှိပ်လိုက်ပါ ဒါဆိုရင်နှစ်လစ်တာနဲ့ဒီမှာတစ်ချက်ချင်းကြည့်မယ်ဆိုရင်တော့ဒီစုစုပေါင်းရမှတ်တွေအကုန်လုံးကိုကျွန်တော်တို့တစ်ခုချင်းစီဒါပေါ့နော်ဟိုတစ်ချက်ဆရာမလိုပဲနဲ့အလွယ်ကူဆုံး shortcut လေးသုံးပြီးတော့ဒီတောင်းသားတွေအကုန်လုံးရဲ့စုစုပေါင်းရမှတ်တွေကိုဒါတစ်ချက်သွားနိုင်မှာပဲဖြစ်ပါတယ် ဒါကတော့ကျမတို့ဒီခုနတန်းခွဲကအကြောင်းသားအကြောင်းသူတွေရဲ့ခုနဆုစုပေါင်းရမှတ်တွေကိုကျမတို့တစ်ခုချင်းစီပေါ့နော်အကြောင်းသားတဦးချင်းစီအလိုက်ကျမတို့တွေ့ချက်တာမဟုတ်ပင်နဲ့အကြောင်းသားတဦးတွေပဲတွေ့ချက်တယ်ပြီးတော့ short cap ပုံစံလေးသုံးပြီးတော့ကျမတို့ဒီ channel အကြောင်းသားတွေအကုန်လုံးကိုလည်းအဲဒါပေါ့နော် ဲ့ဒီတွက်ချက်တဲ့ပုံစံမျိုးဒီ shortcut ကလေးကိုပြခဲ့ရဖြစ်ပါတယ်။ဒါဆိုရင်ဒီတစ်ခါမှာတော့ကျွန်မကနောက်ထပ်ပုံစံတစ်မျိုးပြပြမယ်။ဒါကပါလဲဆိုတော့ဒီတန်ခွဲကမှရှိရဲ့ចောင်းသားចောင်းသူတွေရဲ့ဘာသာရဲ့ alike ဒီဘောနော်ရမှတ်တွေရဲ့ပြန်ပြရမှတ်ကိုကျွန်မသိချင်တယ်။ဥပမာဆိုရင်တော့ဒီတန်ခွဲကမှရှိတဲ့ဒီចောင်းသားတွေအားလုံးရဲ့မြန်မာစာပြန်ပြရမှတ်ကဘယ်လောက်လဲကိုကျွန်မသိချင်တယ်။ဒါကြောင့်မလို့ဒါဆိုတွက်ချက်မှုအရင်ဆုံးလုပ်ကြည့်ကြည့်မယ်ပေါ့။ဒါဆိုရင်ခုနကလိုပုံစံအတိုင်းပဲအရင်ဆုံးဒီဘောနော်မြန်မာစာဒီအောက် ီ column လေးမှာကျမတို့ကတွက်ချက်မှုပြုလုပ်မှာဖြစ်တဲ့အတွက် writer လေးထပ်မယ်ပြီးတော့ရင်ထုံးစံတိုင်းဒီဘက်က layout ဆိုတဲ့နေရာမှာကျမတို့က the formula ဆိုပြီးတော့ကျမတို့ကြည့်ချင်းမြတ်အာဒါဆိုရင်သူကဒီမှာပေါ့နော်ဒီ auto win เนี่ยကတော့ထုံးစံတိုင်းအပေါင်းမယ်ပေါ့ပေါင်းမယ် above ဆိုတော့ခုနအပေါ်မှာတယောက်ချင်းစီရဟာတခုအကုန်လုံးပေါင်းမှာလားပေါ့ဒါပေမဲ့ကျမလိုချင်တာအဲ့ဟာမဟုတ်ဘူးကျမဘာလိုချင်တာလဲဆိုတော့ဒါ average share တော့လိုချင်တယ်ဒါကြောင့်လို့ပါ pass pension ဆိုတဲ့နေရာလေးမှာကျမဒါလေးတစ်ချက်နဲ့ကြည့်ကြည့်မယ်ဒီမှာဆိုရင်ကျမတို့သူ့ရဲ့ပေါ့နော် အသုံးပြုလို့ရမယ် shortcut ပုံစံလေးအများကြီးထွက်လာတယ်ပေါ့ဒီထဲမှာမှကျွန်မက average ကိုလိုချင်တာဖြစ်တဲ့ address ပြန်မြရမယ့်ကိုသိချင်တာဖြစ်တဲ့အတွက် average ဆိုပြီးတော့ရိုက်ကြည့်ကြည့်မယ်ဒါဆိုရင်ဒီမှာ average လို့ရိုက်ကြည့်လိုက်တဲ့အခါကျရင်ဘယ်လိုပုံမျိုးပေါ်လာမယ်ပေါ့ဒါဆိုရင်ဒီမှာခုနအရှိအဟလေးဖြစ်လိုက်မယ် average မှာဘယ်လိုပုံစံမျိုးလိုချင်တာလဲဆိုတော့ဒါခုနဒီအပေါ်ကပေါ့အပေါ်ကဆိုတာကျွန်မခုနပိုင်တာလေးထားတဲ့ဒီအပေါ်ကចောင်းသားចောင်းသူတွေရဲ့ရမှတ်ကိုသိချင်တာမို့လို့နည်းနည်းတော့စာလေးတော့ရိုက်ထည့်ပေးရမယ်အပ်ဆိုပြီးရိုက်ထည့်ပေးပါမယ် ပြီးတော့ရင်ကျမတို့ထုံးစံတိုင်း okay ဆိုတာလေးကိုနှိပ်ကြည့်ကြည့်မယ်။နောက်ဆို okay ဆိုတာလေးနှိပ်ကြည့်လိုက်တဲ့အခါမှာဒီမှာထွက်လာရဲ့ပေါ့နော်။ចောင်းသားចောင်းသူတွေရဲ့ပြန်ပြရမှတ်မြန်မာစာရဲ့ပြန်ပြရမှတ်က66သက်သက်မှာ6ခုဆိုပြီးတော့ဒါကျမတို့အနည်းဆက်ဆုံးပေါ့နော်။ average ထပ်ပြီးတော့ထွက်လာခဲ့တယ်။အိမ်မှာမကျမအထုံးစံတိုင်းအင်္ဂလိပ်စာသင်ချာသိပ္ပံတမိုင်းစသဖြင့်ဒီဘာသာရပ်တွေရဲ့ပြန်ပြရမှတ်ကိုသိချင်တယ်။ဒါဆိုရင်ခုနလိုမျိုးတစ်ခုချင်းစီကိုပေါ့နော်။သွားပြီးတော့ ဒီ formula တွေသုံးပြီးတော့မသွားတော့ဘူးဒီ shortcut တွေသုံးပြီးမသွားတော့ဘဲနဲ့နောက်ထပ်ဘလို့အလွယ်တကူနဲ့သုံးလို့ရမယ်ဆိုတာလေးတစ်ချက်ပြပြနေမယ်ဒါဆိုရင်အရင်ဆုံးဒီမှာပါတဲ့ဒီပေါ့နော်မြန်မာစာအောက်မှာရှိရဲ့ဒီ average လေးကိုထုံးစံတိုင်းအရင်ဆုံး copy တစ်ခါလောက်ထားလိုက်မယ်ပြီးတော့ကျမဒီတမိုင်းအထိပေါ့နော်သိချင်တာမို့လို့ဒီဟာကိုအကုန်လုံးဆက်လက်မှတ်မယ်။မှတ်ပြီးတော့တဲ့ခါကျရင် rank လေးတစ်ချက်နှိပ်လိုက်ပြီးတော့ရင် pass တစ်ချက်နှိပ်ကြည့်လိုက်ပါမယ်။ ဒါဆိုရင်ရှိသမျှဒီမှာဒီအားလုံးက66တက်တမ6ခုဖြစ်နေပါဘောเนาะကျမ copy paste လုပ်ထားတဲ့ဟာမျိုးဖြစ်နေလို့ဒါပေမဲ့ကျမကအင်္ဂလိပ်စာတင်ချသိပ်မှန်တမိုင်းရဲ့သူရဲ့သက်ဆိုင်ရာရမှတ်တယ်ပြင်မြောက်သိချင်တာမို့လို့ကျမတို့ရဲ့ computer ဒီဘောเนาะ keyboard က F9 ဆိုတာလေးကိုတစ်ချက်နှိပ်ကြည့်ကြည့်ပါဒါဆိုရင်နေ့လက်တန်းနဲ့ကျွန်တော်ချက်ချင်းပြောင်းသွားပြီးဗာလဲအင်္ဂလိပ်စာရမှတ်ဆိုရင်69မှတ် အဲဒါကြောင့်သားကြောင့်သူအားလုံးရေစုစုပေါင်း69ကိုမပြန်ပြရကြတယ်။သင်ချဆိုရင်တော့82တက်တာမှ83ရမှတ်ထွက်လာတယ်။သိပ်ပန်ဆိုရင်တော့69တက်တာမှ83အဲဆက်သဖြင့်ဒါကျွန်တော်တခုချင်းစိတ်ကိုတွက်ချက်ကြည့်ရမလို့ပဲနဲ့ဒီတခုလေးတွက်ချက်ပြီးတော့ဂျန်လင်းဟာကိုဒါ shortcut လေးသုံးပြီးရောပေါ့နော်။ formula လေးထည့်လိုက်တာနဲ့အဲကျွန်တော်တို့ဒါအလွယ်တကူနဲ့ပေါ့နော်။ဒီအဲအရာအကွက်ကေပေါ့နော်ကိုလိုချင်တဲ့ function ကိုအလွယ်တကူရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒါဆိုရင်ကျွန်မနောက်ထပ်ပုံစံတစ်မျိုးနဲ့ပြန်ဆန်းပြပေးမယ်။ဒါကပါလဲဆိုတော့ခုနလိုပုံစံမျိုးမှာပဲကျွန်မကဒီចောင်းသားចောင်းသူတွေအားလုံးရဲ့ဒီမြန်မာစာဘာသာရပ်မှာရှိရဲ့ဒါခုနကပေါ့နော်ဒါ average တက်တဲ့ဟာမျိုးပေါ့။ဒီတစ်ခါကျတော့ဒီ average ရလက်ကူမှာကျွန်မကနောက်တစ်တစ်ဖက်ရခိုင်နှုန်းကြီးအစသဖြင့်ပေါ့နော်ဒါမျိုးတွက်ထက်ချင်တယ်။ဒါဆိုရင်လည်းလွယ်လွယ်လေးပဲခုနလိုမျိုးဒီပေါ့နော်ကိုဟို ဒီထွက်ချက်ချင်းတဲ့နေရာမှာအရင်ဆုံးဒီဇာကွက်လေးထဲမှာတစ်ခါပွိုင်းတာထားမယ်ပြီးရင်ကိုကဒီဘက်က၄အောက်ဆိုတဲ့နေရာနေ formula လေးကိုတစ်ချက်သွားမယ်အဲ့မှာတော့ဒီမှာပုံမှန်တိုင်းပုံနေပေါ့နော်ဒီနေရာမှာကျမတို့ကကိုဘာလုပ်ချင်တာလေးကိုကြည့်နေဆိုရင်ဒီဘက်ကအောက်က function ဆိုနေရာကဒီ every ဆိုလေးကြည့်ကြည့်မယ်အဲ့ဒါဒါဆို every ဖြစ်သွားတဲ့အခါမှာဒီ share ဟာ၄ပေါ့နော်ဒါတော့ဖြစ်ရမယ်ပေါ့ဒါဆို average မှာမှာကျမကဒါဒီပေါ့နော်အပေါ်ကစုစုပေါင်းရဲ့ပေါ့နော်အမှတ်တွေ average နဲ့လို့ကြည့်နေ ဒီတိတိယခုမှာရှင်းတဲ့ခါကျ number formless ဆိုတာလေးတွေ့ရမှာဖြစ်ပါတယ်အဲ့လေးကိုတစ်ချက်နဲ့ချိန်လိုက်မယ်ဆိုရင်တော့ဒီမှာသူအသေးစိတ်ပေါ့နော်ပြပြထားရပေါ့ဒါဆိုပြပြထားတာဆိုအရင်ဆုံးဘာလဲဆိုတော့တစ်ခုချင်းစီပြပြမယ်ဆိုရင်ဒီမှာရှိတဲ့ shop လေးနဲ့ပြီးတော့ comma ဒီမှာဒီပေါ့နော်ဒီ shop နောက်ခုနောက်ကတုံညဆိုရင်တော့သူကကင်းကနန်းနံပါတ်၄၀၀အထိသူကပေါ့နော်တက်ချက်ပေးမယ်ဆိုရင်အထိပဲပေါ့ ဒါဆိုရင်နောက်ထပ်တစ်ခုဒီမှာကြည့်ကြည့်မယ်ဆိုရင်တော့ဒီဟာလေးက chef ကအနောက်မှာရှိရဲဒီနှစ်ခုပြီးတော့0.00ဆိုတာကတော့သူကဓာတ်သမတ်နည်းနည်းရအထိပါတစ်ချက်ပေးမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာ။နောက်ဒီမှာရှိရဲဟာလေးကိုပြောမယ်ဆိုရင်တော့ဒါတက်ဆိုင်ရပါတော့။ဒီကိန်းနန်းရမတ်တီအလိုက်ကျွန်တော်တို့အခုကတော့ဒါတွက်ချက်တာနေသေးလို့ပေါ့နော်။အဲ့လိုမဟုတ်ပဲနဲ့တွက်ချက်တာရဲ့အများကြီးပြက်လာတဲ့အခါမှာဆိုရင်တို့ဟိုကတော့ပေါင်းပေါင်းလို့ရတဲ့အတိုင်းပေါ့နော်။ရမတ်အနေနဲ့သူကပြပြပေးထားတယ်။ဒါဆိုနောက်တစ်ခုကကြတော့ဒီမှာ0ဆိုတဲ့ပုံစံကြာကိန်းနံပါတ် တလုံးမဲ့ပေါ့နော်ကိုစားပြုပြီးတော့ပြပြပြင်မယ်နောက်တစ်ခုဒီမှာရာခိုင်နှုန်းနေနဲ့ကိုစားပြုပြပြပြလို့ရတယ်ပေါ့ဒါဆိုကျွန်မဒီခါကျရင်တော့ရာခိုင်နှုန်းနေနဲ့သိချင်တာမဟုတ်လို့ဒီ number format နေရာမှာရာခိုင်နှုန်းပုံစံလေးနဲ့ကျွန်မရွေးလိုက်ပါမယ်ပြီးရင် okay ကိုတစ်ချက်နှိပ်ကြည့်ကြည့်မယ်ဟုတ်ဒါဆိုခုနထွက်လာတဲ့ဟာက69 69ရာခိုင်နှုန်းပေါ့ဒီចောင်းသားចောင်းသူတွေအားလုံးရဲ့မြန်မာစာမှာဒီရရှိတဲ့ဒီပြန်ပြပေါ့နော်ရမှတ်ကိုရာခိုင်နှုန်းနဲ့တွက်ခိုင်းလိုက်တယ်အဲ့တော့69ရာခိုင်နှုန်းဖြစ်လာတယ် ဒါဆိုခုနလိုမျိုးပဲကျွန်တော်တို့ခုချင်းစီတွက်ချက်မှုတွေမလုပ်တော့ဘူးဒီ69ရာခိုင်နှုန်းကဟာကိုကျွန်တော်ဘာလုပ်လိုက်မလဲဆိုရင်အရင်ဆုံး copy ထူလိုက်မယ်ပြီးသွားရင်ဒီဘက်ကတမိုင်းအထည်ကျွန်တော်တို့ခုချင်းစီတွက်ချက်မှုမလုပ်တော့ဘဲနဲ့အကုန်လုံး select မှတ်မယ် right click ကိုတစ်ချက်နှိပ်ပါမယ် okay copy paste တစ်ချက်လုပ်လိုက်မယ်ဒါဆိုရှိသမျှအကုန်လုံးဒီ69ရာခိုင်နှုန်းတွေပဲဖြစ်သွားပါတော့ကျွန်တော်တို့ copy paste လုပ်ထားဖြစ်တဲ့အတွက်ဒါပေမဲ့ကျမတို့ကဒီကိုယ့်ရဲ့ computer lock က F9 ဆိုတဲ့ key လေးကိုတစ်ချက်နှိပ်ကြည့်ပါ อืมဒါဆိုဒီမှာပေါ်လာมาပြီခုန69ကြီးပဲဒါပေမဲ့ဒီမှာ offline တစ်ချက်နှိမ့်လိုက်တဲ့အခါမှာ69 83 68အဲစသဖြင့်တို့ရာခိုင်နှုန်းတွေအလိုက်ဒါပေါ့เนาะပြောင်းလဲပြီးသွားပေါ့ဒီလိုပုံစံမျိုးဒါပေါ့เนาะ exam မှာတကူတခါသွားပြီးတော့ formula တွေ equation တွေရိုက်နှိပ်ဆရာမလိုဘဲနဲ့ microsoft word မှာတင်ဒါပေါ့เนาะပုံမှန်အဲ ဒီအသေးသုံးပေါ့နော်ဒီဇရာကွက်ထဲမှာပါတဲ့အကြောင်းအရာတွေကိုလွတ်လွတ်ကပ်ကပ်နဲ့ excel ပုံစံလိုမျိုးအတိုင်းဒါရိုက်နှိပ်လို့ရတဲ့ function လေးကိုဒီနေ့အားလုံးအတွက်ဝင်မြတ်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီနည်းလမ်းလေးကတော့တော်တော်များများဒီကျောင်းနေမှာပေါ့နော်ကျောင်းစာတွေမှာပဲဖြစ်ဖြစ်ထားမို့တဲ့ခါကျရင်လည်းလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ဒီအသေးစားဒီတွက်ချက်မှုတွေပြုလုပ်တဲ့အခါမှာ excel ဒီတကူတက်ကတည်းကသွားစရာမလိုပဲနဲ့ဒီ microsoft မှာတင်ဒါဖြည့်ရှင်းလို့ရတယ်ဒါ အခြေခံအကျဆုံး formula လေးတွေကိုသုံးပြီးတော့ဒါတွက်ချက်ပေးတာရဖြစ်ပါတယ်။အားလုံးရဲ့ဒီနည်းလမ်းလေးကအားလုံးအတွက်အထောက်အကူဖြစ်လိမ့်မယ်လို့ထင်ပါတယ်။အဲ့လက်ပြီးတော့ဒီကျမတို့ Bank Education Institute ကနေပြီးတော့လည်းဒီပေါ့နော်ရုံသုံးချောင်းသုံးနဲ့ပတ်သက်တဲ့ Microsoft Word တကယ်အသုံးဝင်တဲ့ tips တွေကိုပြချက်ပေးသွားမှာမို့လို့အားလုံးပဲဆက်မြှုပ်ကြည့်ရှုပေးပါအောင်ရှင်အားလုံးကျေးဇူးများကြီးတင်ပါတယ်